တရင်ပြည်သက်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချင်းနမဒီကနေ့နိုဝင်ဘာလ22ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တိဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တိဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာပရမအုံဆုံးတင်ဆက်ပေးမယ့်တရင်ကတော့မြဝတီမြို့နယ်မှာတိုက်ပွဲဖြစ်ပြီးမြန်မာဘက်မှလက်နက်ကြီးကြီးများထိုင်းဘက်ကိုကျရောက်ခဲ့ပြီးနေအိမ်နဲ့ကားများပြည့်စည်ခဲ့ကြ ိုင်းစစ်တပ်ကလည်းလက်နက်ကြီးကြီးနဲ့မြန်မာဘက်ကိုတတိပေးပြန်လဲပစ်ခတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြောက်ရီမြို့နယ်လက်ပံကျေးရွာမှာဒီကနေ့အကြမ်းဖက်စစ်တပ်နဲ့ KNL တပ်များထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်ကပစ်ခတ်လိုက်တဲ့ကြီးရွာထိုင်းနိုင်ငံဘက်ခြမ်းကိုကျရောက်ခဲ့ပြီးလူနေအိမ်လေးလုံးပျက်စီးခြင်းနဲ့ကာတစီပျက်စီးခဲ့ပါတယ်။ရင်းကဲ့သို့ထိုင်းနယ်မြေပေါ်ကိုမြန်မာဘက်မှလက်နက်ကြီးကြီးများကျရောက်မှုကို ထိုင်းစစ်တပ်ကတတိပေးတဲ့အနေနဲ့120မမလက်နက်ကြီးကြီးအလွတ်နဲ့ သတိပေးပြန်လည်ပြစ်ခတ်ခဲ့ကြောင်းထိုင်းသတင်းဌာနတွေကသတင်းဖော်ပြပါတယ်။ဒီကနေ့နိုဝင်ဘာလ22ရက်နေ့မနက်ပိုင်းမြောက်ရီမြို့နယ်မင်းလက်ပံကြေးရွာမှာရှိတဲ့ကြားဖြန့်ခြံဝင်းအတွင်တက်ဆွဲထားတဲ့အကျန်းဖတ်စစ်တလောက်ကန် DKPA ပူစောဆန်းအောင်တဲ့အဖွဲ့က87မမ60မမစနိုက်ပါတို့နဲ့ပြစ်ခတ်ခဲ့ရမှာထိုင်းနိုင်ငံမဲဆောက်ကရင်အတွင်းမှာရှိတဲ့ကြေးရွာများပေါ်ကိုကြောက်ရောက်ပေါက်ကွဲခဲ့ပြီးလူနေအိမ်လေးလုံးနဲ့မော်တော်ယာဉ်တစ်စီးပျက်စီးခဲ့ကြောင်းလူထိခိုက်မှုမရှိကြောင်း စစ်တပ်နဲ့ KNL တပ်များအကြားလဲပြစ်ခတ်မှုများဖြစ်ပေါ်ခဲ့ကြောင်းထိုင်းဘက်ကလက်နက်ကြီးကြီးများချရောက်တဲ့အတွက်ထိုင်းတော်ဝင်စစ်တပ်ကဒေသနေပြည်သူများကိုအရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရကြောင်းသိရှိရပါတယ်။ရင်းအပြင်ယမန်နေ့နိုဝင်ဘာလ27ရက်နေ့ကမြောက်ရီမြို့နယ်မင်းလက်ပံကြီးရွာနဲ့အင်ဂျင်မြိုင်ကြီးရွာတို့ဘက်မှာ DGPA လောက်ခံကြားဖြန့်ရုံဆောင်စစ်သားများနဲ့ KNL 32 viewer စစ်ကြောင်းတို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး DGPA စစ်သား20ဦးနဲ့အတူလက်နက်ခင်းရံတွေကို KNL က ခွန်ဆောင်သိမ်းဆည်းတော်ကြောင့်သိရှိရပါတယ်။မနေ့ကမင်းလက်ပတ်နဲ့အင်ဂျင်မြန်ရွာမှာတိုက်ပွဲဖြစ်နေတုန်းကြားပြန့်ခြံဝင်းမှာစောင့်နေတဲ့ DKB ရဲဘော်တွေကမြင်းစေးတွေအရက်တွေမူပြီးတနက်တွေပြစ်ပေါက်တာလုကြတယ်။မင်းလက်ပတ်ရွာပြင်လမ်းပိုက်မှာ DKB ဗိုလ်စောဆန်းအောင်အဖွဲ့ကလုံခြုံရေးပေးတာတာမနေ့ကနဲ့ဒီနေ့ဖြစ်တဲ့တိုက်ပွဲတွေကြောင့်မင်းလက်ပတ်ရွာသားတွေတောင်ရင်မြစ်ဘက်ကိုရှောင်နေရတယ်။စောစံအောင်ရဲ့ကြားပြန့်တိုက်တွေကနေပြစ်တဲ့87မမတွေ60မမတွေစနိုက်ပါကြီးတွေ ထိုင်းရက်ကွက်နဲ့တောင်ယာတွေတဲကိုကြတာလူတော့ထိခိုက်မှုမရှိဘူးအိမ်တွေကားတွေထိခိုက်တယ်လို့ကရင်စီတရင်ရင်မြစ်ကပြောဆိုပါတယ်မြောက်ရီမြို့နယ်မင်းလက်ပံကြေးရွာမှာထိတွေ့တိုက်ပွဲတွေကြောင့်အဆိုပါကြေးရွာမှာပြည်သူ300ကျော်မှထိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်ကမ်းဘေးကိုထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်တရင်ကတော့မန္တလေးမုံရွာလမ်းပိုက်မှာစစ်ရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်တပ်ဘက်မှ9ဦးထိခိုက်ဒေဆုံးဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် စကိုင်းတိုင်းမုံရမြို့နယ်မန္တလေးမုံရလမ်းပိုက်မှာစစ်ရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်တပ်ဘက်မှ9ဦးထိခိုက်ဒေဆုံးခဲ့ကြောင်းမုံရခရိုင်ပြည်သူ့ကာကွယ်တပ်မတော်တရင်လီတက်ခွင်းနှင့်တက်ခွဲမှုကိုဝိုင်ဖိုင်ကပြောဆိုပါတယ်။နိုဝင်ဘာလ20ရက်နေ့မနက်9:45မိနစ်ခန့်ချိန်မှာအနောက်မြောက်တိုင်းစစ်တနာကျုံမှတံပြားကာကာ3စီးနဲ့ထွက်ခွာလာတဲ့အကြမ်းဖက်စစ်သားတွေဟာမုံရမြို့နယ်မအူပင်ကိတ်ကိုရောက်ရှိသွားပြီး4ကတစီ12ဘင်းကတစီနဲ့ထပ်မံထွက်လာစဉ် တော်လိုင်းတပ်ဖွဲ့တွေကစောင်းရီထက်ကိန်းနဲ့မြင်းနေကိအကြမ်းမှမိုင်းဆွဲတက်ခတ်ခဲ့ကြောင်းသိရှိရပါတယ်။ရင်းတိုက်ခိုက်မှုအတွင်းမှာအကြံပတ်စစ်တပ်ဘက်မှဖောဂါဘော်လိုက်ပါလာတဲ့စစ်သား၅ဦးထိခိုက်ဒေဆုံးမှုရှိပြီးတော်လိုင်းရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။နမခတ်ကနေမအူကိတ်ကိုစစ်ခွေးတွေတံပြားကာကား၃စီးနဲ့ရောက်လာပြီးတော့အဲဒီကိတ်ကနေဖောဂါ၁၂ဘိန်းကနဲ့ပြန်ထွက်လာတာကိုကျွန်တော်တို့ကစွန့်ရီထက်ကိန်းနဲ့ ြင်းနေကိအကြမ်းမှာအဝေးတင်းရှစ်ထွန်းမိုင်းတွေနဲ့တိုက်ခိုက်ခဲ့တာပါစစ်ခွေးတွေကငါးကောင်ကတော့ထိခိုက်သေးဆုံးမှုရှိတယ်ကျွန်တော်တို့တိုက်ခိုက်မှုပြစ်လုပ်ပြီးအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့မုံရော်ကင်ပြည်သူကာကွယ်တပ်မတော်တရင်လေးတက်ခွဲနှစ်တက်ခွဲမှုကိုဝိုင်ဖိုင်ကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုမုံရော်ကင်ပြည်သူကာကွယ်တပ်မတော်တရင်လေးတက်ခွဲနှစ်ငါးမြင်းဆောင်ကွန်မန်ဒိုဖို့စ်ကဦးဆောင်၍မုံရော်ကင်ပြည်သူကာကွယ်တပ်မတော်တရင်လေးတက်ခွဲလေးငါးမြင်းဆောင်တီချာဖို့စ်နဲ့ မုံရကရင်ပြည်သူကာကွယ်တပ်မတော်တရင်28တက်ခွဲတုံးတို့ကပူပေါင်းလှုံ့ဆော်ခဲ့ပြီးပြည်သူများအနေနဲ့မုံရမန္တလေးလမ်းပိုက်မှာစစ်တပ်ရင်တန်းများနဲ့ကပ်မလိုက်ကြရင်မေတ္တာရက်ခံထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့နိုင်ငံတကာရာဇဝတ်တရားရုံးကဝရမ်းပြည်တရားခံဖြစ်ရှောက်ထားခံရတဲ့မင်းအောင်လှိုင်မှာပြည်သူလူထုကိုကိုစားပြုမဲ့ရွေးကောက်ပွဲကိုကျင်းပပြုလုပ်ရန်အခွင့်အာဏာမရှိဘူးလို့ KNU ကပြည်သူများကိုထပ်မံအသိပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နိုင်ငံတကာရစဝိတရားရုံး ICC ကဝရံပြည့်တရားခံဖြစ်လျှောက်ထားခံရတဲ့မင်းအောင်လိုင်းမှာပြည်သူလူထုကိုကိုစားပြုမဲ့ရွေးကောက်ပွဲကိုကျင်းပပြုလုပ်ရန်အခွင့်အာဏာမရှိကြောင်းကရင်အမျိုးသားအစည်းအရုံး KNU ကပြည်သူများထံကိုတရားဝင်အသိပေးကြေညာလိုက်ပါတယ်။လက်ရှိစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကို KNU အနေနဲ့လုံးဝဆန့်ကျင်ပြီးပြည်သူများအနေနဲ့လည်းတမိုင်းတရားခံမဖြစ်ဖို့အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်စို့ဆိုတဲ့ကြွေးကြော်တမ်းနဲ့ဆန့်ကျင်ရမှာဖြစ်ကြောင်း စစ်ကောင်စီစစ်ကောင်မရှင်ကပြုတ်လုံမဲ့လွတ်လပ်မှုမရှိနိုင်ငံတကာအသိအမှတ်မပြုတဲ့ထောင်ချောက်စင်အတုရောင်ရွေးကောက်ပွဲကိုကော်တူလီနဲ့မြန်မာတပီလုံးမှရှိတဲ့တိုင်းရင်းသားပြည်သူလူထုအားလုံးကန့်ကွက်စန့်ကျင်ကြရန် KNU ကထပ်မံနှိုးဆော်ပါတယ်။လက်ရှိစစ်တပ်ကပြုတ်လုံမဲ့ရွေးကောက်ပွဲမှာမစစ်မမှန်အတုအယောင်ရွေးကောက်ပွဲသာဖြစ်ကြောင်းပေါ်လွင်ထင်ရှားစေတဲ့အချက်များမှာရွေးကောက်ပွဲကျင်းပရန်အခွင့်အာဏာမရှိသောသူပြုတ်လုံမဲ့ရွေးကောက်ပွဲဟာအတုအယောင်သာဖြစ်ကြောင်းဥပဒေကြောင်းအရတရားမဝင်တဲ့ရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်ကြောင်းလွတ်လပ်မှုနဲ့တရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲဟာအတုအယောင်သာဖြစ်ကြောင်းပြည်သူလူထုစံတမပါပြည်သူလူထုသဘောထားနဲ့ကန့်ညီမှုမရှိတဲ့ရွေးကောက်ပွဲဟာအတုအယောင်သာဖြစ်ကြောင်းစစ်မှန်သောနိုင်ငံရေးဖြည့်ရှင်းချက်မဟုတ်တဲ့ရွေးကောက်ပွဲဟာအတုအယောင်သာဖြစ်ကြောင်း KNU ကပြည်သူများကိုအသိပေးပါတယ်။အရေးကြီးတဲ့အချက်ဖြစ်တဲ့ရွေးကောက်ပွဲကျင်းပရန်အခွင့်အာဏာမှာမင်းအောင်လှိုင်ဦးဆောင်တဲ့စစ်တပ်ထံမှမရှိကြောင်းမင်းအောင်လှိုင်နဲ့စစ်တပ်က 2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှစတင်ပြီးလက်နက်နဲ့အာဏာကိုလူယူခဲ့ကံပြည်သူလူထုကိုမတရားဖမ်းဆီးတပ်ဖြတ်ခြင်း၊လေကြောင်းတိုက်ခိုက်မှုများ၊ဘာသာရေးအဆောက်အအုံနဲ့စာတင်ကြောင်းတွေကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခြင်းများဇက်တိုက်ကျူးလွန်လျက်ရှိကြောင်းမင်းအွန်လိုင်းနဲ့အပေါင်းအပါစစ်ဘုံကြုံများမှနိုင်ငံတကာရာဇဝတ်တရားရုံးကဝရမ်းပြည်တရားခဏ်ဖြစ်ရှောက်ထားခံရသူများဖြစ်ကြောင်း KNU ကဆိုပါတယ်။ တို့ဖြစ်ပါ၍ပြည်သူလူထုအပေါ်ရရဆက်ဆက်စိတ်ရာဇဝဲမှုများကျွလွန်သူအဖြစ်တော်၎င်းဝရံပြည်တရခံအဖြစ်ရှောက်ထားခံရသူအဖြစ်တော်၎င်းပြည်သူလူထုကိုစားပြုမယ်ဆိုတဲ့ရွေးကောက်ပွဲကိုမြည်သူသောနီလန်နင်းမြကျင်းပပြုလုပ်ရန်အခွင့်အာဏာမရှိကြောင်း KNU ကသဘောထားထုတ်ပြန်ခဲ့ပါတယ်။ဒါအပြင်မင်းအောင်လှိုင်မှာကာကွယ်ရေးဦးစီးချုပ်ဖြစ်နိုင်ငံဝန်ထမ်းဖြစ်သူမှယာယီတမနာရာဒူးကိုပါလက်ကင်ထားပြီးဆောင်ရွက်မှုတို့မှာဖွဲ့စည်းပုံခြေကံဥပဒေကိုယနေ့တိုင်လိုတလိုအသုံးချပြီးလှုပ်ဆောင်နေတဲ့အတွက် စစ်ပုံကံမှုနိုင်ငံတော်ကိုတစ်ဆာဖောက်ဖျက်ပုံကံခြင်းဖွဲ့စည်းအုပ်ချုပ်ပုံခြေခံဥပဒေပါပြဋ္ဌာန်းချက်တွေကိုတမင်တကာသို့မဟုတ်ရည်ရွယ်ချက်ရှိရှိနဲ့ဖောက်ဖျက်ကျူးလွန်ခြင်းတို့ကိုအထင်ရှားကျူးလွန်သူများပင်ဖြစ်ကြောင်း KNU ကထောက်ပြထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တော်လိုင်းအင်အားစုတွေပူပေါင်းမှုမရှိရင်စစ်အုပ်စုရဲ့နိုင်ထက်စီးနှမှုအမြဲတမ်းဆက်ကြုံနေရမယ်လို့ချင်းညီနောင်စီရေးကော်မတီဥက္ကဋ္ဌသတိပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် တနိုင်ငံလုံးမှာရှိတဲ့တော်လိုင်းအင်အားစုတွေပူးပေါင်းဆောင်ရွက်ဖို့စီလုံးညီညွတ်ဖို့လိုအပ်ကြောင်းချင်းညီနောက်စည်းရေးကော်မတီဥက္ကဋ္ဌချင်းဒေသကာကွယ်ရေးတပ် CDF မင်းတပ်စစ်ဦးစီးချုပ်စလိုင်းတန်ချွန်ဖေကပြောကြားလိုက်ပြီးပူးပေါင်းမှုမရှိရင်စစ်အုပ်စုရဲ့အနိုင်ကျင့်မှုအမြဲတမ်းဆက်ကြုံနေရမယ်လို့တတိပေးလိုက်ပါတယ်ဒီကနေ့နိုဝင်ဘာလ22ရက်နေ့မှာပြုတ်လုတဲ့ချင်းညီနောင်ရန်ပုံငွေရှာပွေရေးအစီအစဉ်မှာစလိုက်တန်ချွန်ဖေကညီညွတ်ရေးလိုအပ်မှုကိုအလေးထားပြောကြားခဲ့ပြီးညီညွတ်ရေးအတွက် မိမိအတ္တတွေဘေးဖေထားဖို့လိုအပ်တယ်လို့ပြောပါတယ်။2021စစ်တပ်အာဏာသိမ်းပြီးနောက်လူငယ်များရဲ့စွမ်းဆောင်ရည်တွေကြောင်းစစ်ကောင်စီပိုအထိနာနေတာကိုအလုံးဝိုင်းဝန်းပူပေါင်းပြီးညီကုန်းချုပ်ဖို့လိုအပ်ကြောင်းချင်းညီနောင်စီကော်မတီဥက္ကဋ္ဌကပြောကြားခဲ့ပြီးပူပေါင်းဆောင်ရွက်မှုအရင်အရေးကြီးတယ်လို့တိုက်တွန်းပါတယ်။ပူပေါင်းဆောင်ရွက်မှုမရှိရင်တော့အမည်အမျိုးမျိုးနဲ့နာမည်ပြောင်းနေတဲ့စစ်အုပ်စုရဲ့နိုင်ထက်စီးနှင်းမှုအမြဲတမ်းဆက်ပြီးကြုံနေရမှာပါလို့စလိုက်တန်ချွန်ပေကပြောပါတယ်။ ဒေတာအသီးသီးမှရှိတဲ့တနိုင်ငံလုံးရှိတော်လိုင်းအင်အားစုတွေစုပေါင်းစစ်စင်ရေးလုပ်နိုင်ဖို့လိုအပ်ကြောင်းလည်းသူကပြောပါတယ်။ဟန်ကျက်ညီတဲ့စစ်စင်ရေးလုံးမတာလင်ပို့ပြီးအောင်မြင်တိရောက်မယ်ဆိုတာကျွန်တော်ပြောချလိုပါတယ်လို့ slide ထန်းချွန်ဘေကပြောပါတယ်။စစ်ကောင်စီဟာဘုံရန်သူဖြစ်လို့ဘုံရန်သူပြောက်အောင်ဥစွာလုပ်ရမှာဖြစ်တယ်လို့လည်းပြောပါတယ်။ဘုံရန်သူပြောက်ပြီးမှသာလင်ကျွန်တော်တို့လိုချင်တဲ့ဘန်းနိုင်ကိုရောက်မှာဖြစ်ပါတယ်။ဒီစစ်အုပ်စုရဲ့အုတ်ချက်မှုအောက်မှာဘာဖက်ဒရဲမှဖြစ်လာမှာမဟုတ်ဘူး။ ဘယ်ဒီမိုကရေစီမှဖြစ်လာမှာမဟုတ်ဘူးလို့စလိုက်တန်ချွန်ပေကပြောကြခဲ့ပါတယ်။အမျိုးသားတန်းတူရေးအတွက်အာမခံပေးတဲ့အုပ်ချုပ်မှုစနစ်ကစစ်အုပ်စုလက်အောက်မှာဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးဆိုတာသဘောပေါက်ပြီးစူပေါင်းဆောင်ရွက်တဲ့စနစ်ကိုအသွင်ကူးပြောင်းရန်လိုအပ်ကြောင်းတိုက်တွန်းခဲ့ပါတယ်။ချင်းပြည်နယ်မှာရှိနေတဲ့လက်နက်ကိုင်တွေကိုနီးကိုအန်နဲ့ခုခံနေကြောင်းလည်းသူကပြောပါတယ်။လက်ရှိချင်းပြည်နယ်စစ်ရေးအခြေအနေကိုအသိပေးခဲ့ပြီးဖလန်ဘတ်မှာစက္ကမရဲ့ထိုးစစ်ကအပြင်းထန်ခုခံနေရတဲ့အနေအထားဖြစ်နေတယ်လို့ စလိုင်းတန်ချွန့်ပေကပြောပါတယ်တီးတိမ်ဘက်မှာလဲပြီးခဲ့တဲ့အပတ်တွင်မှာစစ်ကောင်စီကရဟတ်ရင်နဲ့အကျိန်း၂၀ကျော်ဆင့်အားဖြစ်တင်နေလို့ချင်းညီနောင်အပွဲဝင် PDF ဇိုလန်းကခုခံတက်ခိုက်နေတယ်လို့ချင်းပြည်နယ်တောင်ပိုင်းမကွေးတိုင်းနဲ့ဆက်ဆက်နေတဲ့ဒေသတွေမှာလဲတိုက်ပွဲတွေကနေစဉ်ရှိနေတယ်လို့အသိပေးခဲ့ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်စင်ရေးလိုအပ်ချက်အရရန်ကုန်တိုင်းပကဖတိုက်ခိုက်ရေးတပ်ဖွဲ့ကို Rangoon Warriors PDF တရင်ဖြစ်ပြောင်းလဲဖွဲ့စည်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရန်ကုန်တိုင်းပကဖတ်တိုက်ခိုက်ရေးတပ်ဖွဲ့အားစစ်စင်ရေးလိုအပ်ချက်အရ ထူးတိုင်းစစ်တနာရဲ့ကုကဲမှုအောက်ရှိ Rangoon Warriors PDF တရင်ဖြစ်ပြောင်းလဲဖွဲ့စည်းကြောင်းအဆိုပါတရင်ကနိုဝင်ဘာလ20ရက်နေ့မှာကြေညာလိုက်ပါတယ်။ရန်ကုန်တိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့တစ်ကနေအထူးတိုင်းစစ်တနာကုကဲမှုအောက် PDF တရင်ဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့တဲ့ Rangoon Warriors PDF တရင်ကတရင်မဖြစ်တီလာမီစီးလှုပ်ရှားမှုမတန်းတွေကိုဒီကနေ့နိုဝင်ဘာလ22ရက်နေ့မှာထုတ်ပြန်အသိပေးခဲ့ရမှာ။ မြို့ပြစစ်စင်ရေးတွေအပါအဝင်စစ်ကောင်စီတရင်ဌာနချုပ်တွေနဲ့တက်စကန်တွေတိမ့်ပိုက်ခဲ့ရမှာပါဝင်ခဲ့ကြောင်းထုတ်ပြန်ပါတယ်၂၀24ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့မှာစတင်ပြီးရန်ကုန်တိုင်းပတ်ကပ်ဖရဲ့တိုက်ခိုက်ရေးတပ်ဖွဲ့ဖြစ်ရန်ကုန်တိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့တစ်ကိုဖွဲ့စည်းပြီးပတ်ကပ်ဖလုပ်ငန်းစဉ်တွေနဲ့စစ်စင်ရေးတာဝန်တွေကိုထမ်းဆောင်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်ရန်ကုန် Warriors တရင်မဖြစ်တီလာမီစီးရေးလှုပ်ရှားမှုမှတ်တမ်းချုပ်ကိုနိုဝင်ဘာလ22ရက်နေ့မှာအတည်ပြုဖော်ပြခဲ့ရမှာ မြို့ပြပျောက်ကြားယူကြည်ရဲဘော်များဖြင့်မြို့နယ်အလိုက်လှုပ်ရှားခဲ့စဉ်ကထင်ရှားတဲ့စစ်စင်ရေးတွေကိုအတိပေးခဲ့ပါတယ်။မြို့ပြပျောက်ကြားစစ်စင်ရေးတွေက2023ခုနှစ်ဧပြီလကခရမ်းမြို့နယ်ကလဝကယုံတိုက်ခိုက်မှုတစ်တော်ကိနဲ့ကရင်ကန်ကိတိုက်ခိုက်မှု2023ဇန်နဝါရီကသုံးခွမြို့နယ်ကဒုံးပေါ်ရေစကန်ဝင်ရောက်စီးနေမှု2022ဧပြီကခရမ်းမြို့နယ်ဇွဲတုံကိတိုက်ခိုက်မှု2022စက်တင်ဘာကကဒုံးပေါ်ရေစကန်အပစ်ခတ်တိုက်ခိုက်မှု 2022မတ်လမှာခရင်မျိုးစစ်ကောင်စီအရာရှိတအူးနေအိမ်ကိုဘုံခွဲတက်ခိုက်မှုနဲ့ခရင်မျိုးတစ်တော်ကလျှက်စီယုံရေစကန်အားပြစ်ခတ်တက်ခိုက်မှု2022ဖေဖော်ဝါရီလက၃ကရေစကန်အားတက်ခိုက်မှုစတဲ့စစ်စင်ရေးတွေဖြစ်ပါတယ်။အဲ့ဒီနောက်ရန်ကုန်တိုင်းပြည်သူကာကွယ်တပ်ဖွဲ့တအနေနဲ့စူးစိပြီးနောက်မှာလဲတိုင်းရင်သားလက်နက်ကင်တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးစစ်ကောင်စီကိုတိုက်ခိုက်မှုတွေလှုံ့ဆော်ခဲ့ပါတယ်။တိုင်းရင်သားအဖွဲ့တွေနဲ့ပူးပေါင်းပြီးစစ်ကောင်စီစစ်စေးရေးဂိတ်တွေကိုတိုက်ခိုက်တာ စစ်ကောင်စီရင်တန်းတွေကိုတက်ခိုက်တာတွေလှုံ့ဆောင်ခဲ့ပါတယ်2024ဧပြီကစစ်တောင်းတတဆစ်စင်ရေးကိန်းနဲ့စစ်ကောင်စီတက်ဆွဲရောက်ကို drone နဲ့တက်ခိုက်ခဲ့တယ်လို့မေလမှာမုတ်ပလင်စစ်စည်းရေးကိတ်ကို drone နဲ့တက်ခိုက်ခဲ့ပါတယ်ဇွန်လမှာလည်းအထက်အင်ကပိုလက်ပံပင်စစ်စည်းရေးကိတ်ကိုတက်ခိုက်ခဲ့ပြီးအဲဒီလမှာပဲခူးတိုင်းဆက်တပြေကန်စစ်စည်းရေးကိတ်နဲ့မုတ်ပလင်စစ်စည်းရေးကိတ်အနီးစက္ကစတက်ဆွဲရာနေရာတွေကို drone နဲ့တက်ခိုက်ခဲ့ကြောင်းအသိပေးပါတယ် 2024ဇူလိုင်လမှာတိုင်းရင်းသားလက်နက်ကင်တပ်တွေနဲ့ပူးပေါင်းပြီး KNU တပ်မတင်နေမီကြိုက်ထုံမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့စစ်တပ်စစ်ကြောင်းကိုစောင့်ကြိုတိုက်ခိုက်တာကြိုက်ထုံမြို့နယ်ဝါပိုချောင်းရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကို drone နဲ့တိုက်ခိုက်တာတွေလုဆောင်ခဲ့တယ်လို့ဆိုပါတယ်2024ဇူလိုင်လမှာပဲကြိုက်ထုံမြို့နယ်တင်စီရဲမြို့အနီးကကြောက်တန်းလေးကျေးရွာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရမှာ စစ်ကောင်စီတပ်အထိနာခဲ့တယ်လို့ရေကုန်တိုင်းပကပတက်ဖွဲ့တစ်ဘက်က ရဲဘော်တာတင်ရဲဘော်လာယောင်ရဲဘော်မီတောက်တို့ကြာဆုံးခဲ့တယ်လို့အတည်ပြုထားပါတယ်၂၀24နိုဝင်ဘာလမှာကြိုက်တူမြို့နယ်အတွင်းကိုစစ်ကြောင်းထိုးလာတဲ့အင်းအား200ပါစစ်ကောင်စီစစ်ကြောင်းကိုလည်းတိုက်ခိုက်ခဲ့ရမှာ စစ်ကောင်စီတပ်ဘက်ကအထိနာခဲ့တယ်လို့ဆိုပါတယ်၂025မေလမှာတော့ဘကိုးတိုင်းရွှေကျင်မြို့နယ်ညောင်ချီတော့ရွာအခြေဆိုင်စစ်ကောင်စီရဲ့ခမရ998တရင်ဌာနချုပ်သိမ်းပိုက်မှုမှာလဲပူပေါင်းပါဝင်ခဲ့ကြောင်း Rangoon Warriors PDF ကတရင်မဖွဲ့စည်းမိပါဝင်ခဲ့တဲ့ တိုက်ပွဲတွေအကြောင်းပြောပြပါတယ်။ Rangoon Warriors PDF ကတရင်အဖြစ်ပြောင်းလဲတာဝန်ထမ်းဆောင်ဖို့စစ်စစ်ဆဲဖြစ်ပေမယ့်အထူးတိုင်စစ်တနာရဲ့ကုတ်ကဲမှုနဲ့တာဝန်တွေထမ်းဆောင်နေကြောင်းအသိပေးထုတ်ပြန်ထားပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စင်ကူးမြို့နယ်ကပြည်သူတချို့စတင်စစ်ရှောင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလရွာကဒေသခံတွေမန္တလေးမြို့ဘက်ကိုစစ်ပေးရှောင်နေကြပြီး စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ရွာလုံးကျွတ်နီးပါးပျက်စီးနေတယ်လို့ဒေသခံတွေစီကနေသိရှိရပါတယ်။စစ်တပ်ကနိုဝင်ဘာလဒုတိယပတ်အတွင်းမှာ၃ရက်ဆက်တိုက်စင်ကူးမြို့နယ်ကိုလေကြောင်းကနေပုံကျဲခဲ့တာကြောင့်မရရမြို့နယ်ကနေစစ်ပေးရှောင်လာတဲ့ပြည်သူကိုတေဆုံးကပြည်သူတတဆင်လောက်တန်ရာရခဲ့ပါတယ်။ဒါအပြင်လက်ပံလချေးရွာကိုဇက်တိုက်လေကြောင်းတိုက်ခိုက်နေတာကြောင့်ပြည်သူတွေစစ်ပေးရှောင်လာကြတာလို့သိရှိရပါတယ်။စင်ကူးမြို့ပေါ်ကိုလည်းကြောင်မြောင်းတက်ကနေဒရုန်းတွေနဲ့လာကြတယ်။အခုမြေပြင်ကလည်း မရိယာဘတ်နဲ့တပေကျင်းဘက်ကထိုးစစ်ဆင်နေတော့ကြားညက်တယ်လို့ဖြစ်နေလို့ထွက်လို့ရအောင်ထွက်လာတာကြံခဲ့တဲ့သူတွေလည်းရှိသေးတယ်လို့ဒေသခံတဦးကပြောပါတယ်လက်ပံလကြေးရဟောင်းလေကြောင်းတိုက်ခိုက်ခံရမှုကြောင့်ရွာပြက်ကြီးလို့ဖြစ်နေတယ်လို့လည်းဒေသခံအချို့ကပြောပါတယ်လက်ရှိမှာစစ်တပ်ကမရိယာမြို့နယ်မြောက်ဘက်ချမ်းမှာရင်းနသာကြေးရွာမှာတက်ဆွဲထားပြီးစင်ကူးမြို့နယ်နေဆက်အနီးတီနီးကပ်နေပြီလို့သိရှိရပါတယ်ပြည်သူ့ကာကွယ်တပ်မတော် MDY PDF နဲ့မဟာမိတ်တပ်တွေက စင်ကူးမြို့နယ်မြို့နယ်တစ်ခုလုံးကို2024ခုနှစ်ဇူလိုင်လမှာတိမ့်ပိုက်ထင်းချုပ်ခဲ့တာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခုလိုဆုံးတိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်ပြပသတင်းတော်လန်ရေးပတ်တော်သားများ၏သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လင်းချမ်းမြေကြပါစေခင်ဗျာကြပါစေခင်ဗျာ